မင်္ဂလာပါခင်ဗျရေကုတ်ခစ်တက်ကနေဒီနေ့လည်းကဒရင်နီကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စစ်တရဲ့ရွေးကောက်ပွဲအတူကြီးကိုထောက်ခံရေးဝါဒဖြန့်လှုပ်ရှားမှုတွေမှာတရုတ်ဆောင်ပြည်တီဥအင်နာကျော်စင်လူမင်းအပါဝင်နာမည်ကျော်အမှုပညာရှင်တွေကိုစစ်တပ်ကစတင်ပြီးအပိနေပြီးမင်းသမီးပုတ်ဖွဲကိုလည်းစစ်တပ်ကခေါ်ယူမေးမြန်းမှုတွေရှိနေတယ်ဆိုပါတယ်ဒေါ်လာအင်တာတွေထိန်းချုပ်ထားတဲ့မိုးကုံမြို့အတွင်းအချက်ဖတ်စစ်တပ်ကဝင်ရောက်လာမကူလက်မခံတဲ့အကြောင်း မိုးကုံမြို့နယ်ပြည်သူတွေကမနေ့ကညပိုင်းမှာပဲတန်ဘုံတီဆန္ဒပြခဲ့ကြတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းတရင်တွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးကိုထောက်ခံရေးဝါဒဖြန့်လှုပ်ရှားမှုတွေမှာတရုတ်ဆောင်ပြည်တီဦးအိမ်ရွာကျော်စင်းလူမင်းအပါဝင်နာမည်ကျော်အမှုပညာရှင်တွေကိုစစ်တပ်ကစတင်ဖိအားပေးနေပြီးပြီ မင်းသမီးဖွဲ့ဖွဲ့ကိုလည်းစစ်တပ်ကခေါ်ယူမေးမြန်းမှုတွေရှိနေတယ်လို့အမှုပညာအတိုင်းဝိုင်းကပြောပါတယ်။ဒါကတော့အော်တိုဘာလ30ရက်နေ့ကပဲအချက်ဖက်စစ်တပ်လက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနရဲ့ညွန်ချုပ်အေးကျွဲဆိုတဲ့သူကရန်ကုန်မြို့မှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံးမှာရုပ်ရှင်အတိုင်းဝိုင်းကိုခေါ်ယူတွေ့ဆုံပြီးသူတို့စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတူကြီးအတွက်သူတို့ရဲ့ဝါရဖြန့်အလိန်ညာစီယုံရေးတွေမှာပါဝင်တရုတ်ဆောင်ရမယ်ဆိုပြီး PRP ချင်းချောက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာ လူငိမ့်နဲ့ပြန်လဲလွတ်မြောက်လာတဲ့အမှုပညာရှင်တွေတိ ਉ ဆောင်တွေပါမကြံအကုန်လုံးပါဝင်ဖို့ ਨੇ သူတို့ပြောတယ်လို့မပါဝင်မဲ့ညှင်းဆန်မဲ့ဆိုရင်တော့အရေးယူမဲ့ဆိုပြီးတော့ပါအမှုပညာရှင်တွေကိုစစ်တပ်ရဲ့ပြန်ဆက်ညှို့ချုပ်အေးကျွယ်ဆိုသူက PRP ချင်းချောက်ခဲ့တယ်လို့သိရပါတယ်လက်ရှိမှာလဲအချက်ဖတ်စစ်တပ်ဘက်ကသူတို့ရဲ့အတူရောက်ရွေးကောက်ပွဲကိုမဲပေးဖို့တွေထောက်ခံဖို့တွေအတွက်ပြည်တွင်းမှာရှိတဲ့အမှုပညာရှင်တွေကို သူတို့စစ်တပ်အတွက်ဝါဒဖြန့်ဇက်ကားတွေရိုက်ပေးဖို့ဇက်တိုက်ဖိအားပေးနေပြီမရိုက်ပေးရင်ဖမ်းမယ်ဆိုတာမျိုးတွေနဲ့ချိန်ချောက်နေတဲ့အတွက် BTU အင်နာကျော်စင်တဲ့လူမင်းအပါဝင်တျောက်ဆောင်တချို့လည်းရိုက်ပေးနေရပြီလူမင်းဆိုရင်တျောက်ဆောင်အနေနဲ့မရိုက်ပေးဘဲရိုက်တာအနေနဲ့လှုပ်ပေးမယ်ဆိုပြီးရှူတင်ရောက်လာပြီမဲ့ရှူတင်ကနေထွက်သွားတာမျိုးတွေလည်းရှိတယ်လို့ရန်ကုန်ခေတ္တရဲ့သတင်းရှင်းမိကပြောထားပါလိမ့်တစ်ဖက်မှာလည်းအကြက်ဖက်စစ်တပ်ကတျောက်ဆောင်မင်းသမီးဖွဲ့ဖွဲ့ကိုသူတို့စစ်တပ်ရဲ့ဝါဒဖြန့်လှုပ်ရှားမှုမှာပါဝင်ဖို့စင့်ခေါ်ပေးမဲ့ဖွဲ့ဖွဲ့ကမရောက်လာလို့ဆိုပြီး ပြူလင်မှာစကားရိုက်ကူးနေတဲ့အချိန်မင်းသမီးဖွဲ့ဖွဲ့ကိုစစ်တပ်ကလာရောက်ခေါ်ယူသွားပြီးမေးမြန်းမှုတွေလုပ်ခဲ့တယ်လို့လည်းအမှုပညာရှင်အတိုင်းဝိုင်းကပြောထားပါလေ။တစ်ဖက်မှာလည်းဒီဥဆောင်မော်ဒယ်မင်းသားအလင်းရောင်ကိုလည်းစစ်တပ်ကခေါ်ယူမေးမြန်းမှုတွေရှိတယ်ဆိုတဲ့သတင်းတွေပါထွက်ပေါ်နေပါသေးတယ်။ဒါကတော့အချက်ဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးနဲ့ပတ်သက်ပြီးအလင်းညာဝါရဖြန့်ရိုက်ကူးထားတဲ့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်းကိုရောအဲ့ဒီမှာပါတဲ့တိဥဆောင်တွေကိုပါပြည်သူတွေကဝိုင်းဝန်းစန့်ကျင်သပိတ်မှတ်မှုတွေအရှိန်တက်နေတဲ့အချိန်စစ်တပ်က ပြည်တွင်းမှာရှိတဲ့နောက်ထပ်အမှုပညာရှင်တွေနဲ့တရုတ်ဆောင်တွေကိုပါသူတို့စစ်တပ်ရဲ့ဝါဒဖြန့်လှုပ်ရှားမှုတွေမှာပါဝင်မှု PRP ချင်းချောင်းနေတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီစစ်တပ်ဝါဒဖြန့်ဇကာဖြစ်တဲ့ခေတ္တမိုင်းကိုဒုံးဆိုင်မဲ့သူများဇလန်းကိုလူမှုကွန်ရက်ကနေဝေဖန်လို့ဆိုပြီးနာမည်ကြီးဒရိုက်တာမိုက်တီရုပ်ရှင်ဒရိုက်တာဇဘူးထွန်းတက်လွင်ဒရိုက်တာအောင်ချန်းလူစပုတ်တရုတ်ဆောင်ကျော်ဝင်းထွတ်ဟာတာတရုတ်ဆောင်အုံတိုင်းဒုကိုပါအချက်ဖတ်စစ်တပ်ကရွေးကောက်ပွဲနှောက်ရက်သူတွေဆိုပြီးဖန်စီအမှုဖွင့်ထားတယ်လို့ လက်ရှိပြည်တွင်းကအမှုပညာရှင်တွေကိုလည်းစစ်တပ်ရဲ့ခွင့်ပြုချက်မရှိဘဲပြပပရိုခရမပေးတော့ဘဲလေစိတ်ကနေလှည့်ပြန်ခိုင်းပြီးအဲလိုလေစိတ်ကနေလှည့်ပြန်ရတဲ့အမှုပညာရှင်တွေရှိနေတဲ့အကြောင်းကိုလည်းစစ်တပ် lobby အစိုးရယုံလေးကိုယ်တိုင်ကသူ့ရဲ့လူမှုကွန်ရက်ကနေအတီလင်းဝန်ခံဖော်ပြထားပါသေးတယ်ခင်ဗျာတဖက်မှာတော့လက်ရှိတော်လန်ကြီးတပ်တွေထိန်းချုပ်ထားတဲ့မိုးကုံမြို့အတွင်းအချက်ဖက်စစ်တပ်ကဝင်ရောက်လာမကိုလက်မခံတဲ့အကြောင်း မိုးကုံမြို့နယ်ပြည်သူတွေကမနေ့ကညပိုင်းမှာပဲတန်ဘုံတိဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။ဒါကတော့လက်ရှိတော်လိုင်းရဲတပ်တွေထိန်းချုပ်ထားတဲ့မိုးကုံမြို့မှာနိုဝင်ဘာလ6ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအကြမ်းဖက်စစ်တပ်ကမိုးကုံမြို့အတွင်းဝင်ရောက်လာမကိုလက်မခံတဲ့အကြောင်းနဲ့အာနာရှင်စနစ်ကိုအလုံးမရှိတဲ့အကြောင်းမြို့နယ်ပြည်သူတွေကတန်ဘုံတိပြီးတော့ဆန္ဒပြခဲ့ကြပါတယ်။လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဗီဒီယိုတဲမှာလည်း မြို့အနှံ့ပြည်သူတွေကတံပုံးတီးပြီးဆန္ဒရှင်ဆန့်ကျင်မှုတွေကိုပြုလုပ်နေကြတာကိုလည်းအတိုင်းအတာမြင်တွေ့နေရပါတယ်။အဓိကကတော့အရင်မိုးကုံမြို့ကိုသိမ့်ပိုက်ထားတဲ့ TNL တပ်တွေကတရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်စစ်တပ်နဲ့အပြစ်ရက်လိုက်ရပြီးမိုးကုံမြို့ကနေစုခွာမယ်ဆိုတဲ့အကြောင်းထုတ်ပြန်ခဲ့ပြီးမယ်။လက်ရှိ UNG တပ်တွေအပါအဝင်မန္တလေး PDF တပ်တွေ PL တပ်တွေနဲ့အခြားတော်လှန်ရေးတပ်တွေပါမိုးကုံမြို့မှာဝင်ရောက်နေရာယူထားပြီးမြို့ကိုအစွမ်းကုန်ကာကွယ်မယ်လို့အတိအသင့်ထုတ်ပြန်တဲ့အချိန်မှာပဲမိုးကုံပြည်သူတွေကလည်း အချက်ဖတ်စစ်တပ်ဘက်ကမိုးကုတ်မြို့တဲဝင်ရောက်လာမကူလက်မခံတဲ့အကြောင်းမြို့လုံးကျွတ်နီပါတန်ဘုံတိဆန္ဒပြနေကြတာပါအခုလိုမိုးကုတ်မြို့နေပြည်သူတွေကသူတို့စိတ်ထဲမှာအချက်ဖတ်စစ်တပ်ကိုအလိုမရှိတဲ့အကြောင်းလက်နက်မပါဘဲငြိမ်ငြိမ်ချမ်းချမ်းတန်ဘုံတိဆန္ဒပြတာကိုကြည်ရင်ဒီဒေါ်လန်ရိတ်ဟာလူမှုဒေါ်လန်ရိတ်ဖြစ်တဲ့အတွက်ဆန္ဒရှင်စနစ်ဆက်လက်တည်ရှိနေသည်မြတ်ကာလာပလုံအခုလိုတန်ဘုံတိလှှရှားမှုနီးနာကိုတနိုင်ငံလုံးအခွင့်အာဏာတင့်ရင်တင့်တယ်လို့ အသုံးပြုပြီးတော့စန့်ကျင်တော်လှန်လို့ရတယ်ဆိုတာကိုတွေ့ရပါတယ်လို့လေအထွေထွေသပိတ်ပေါ့ဆက်ညှိနှိုင်းရေးအင်အားစု GSCB ကထုတ်ပြန်ထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့မန္တလေးမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ကဆိုင်ကယ်စီးလာတဲ့လူငယ်တွေကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲပို့လိုက်လံဖမ်းဆီးတဲ့လူငယ်တွေရဲ့ဆိုင်ကယ်ကရပ်ထားတဲ့ကားကိုဝင်တိုက်မိပြီးလူငယ်တအုပ်သေဆုံးသွားတဲ့အပြင်နောက်ထပ်၃ဦးကဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ် ဒါကတော့နိုဝင်ဘာလ6ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအကြဖက်စစ်တပ်ထိန်းချုပ်ထားတဲ့မန္တလေးမြို့ပေါ်မဟာအောင်မြေမြို့နယ်မှာစစ်တပ်ကလူငယ်တွေကိုတားဆီးစစ်ဆီးတားတွေပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်တဲ့အချိန်ဆိုင်ကစီးလာတဲ့လူငယ်တချို့လည်းဖမ်းဆီးခံရတယ်ဆိုပါတယ်အဲ့ဒီအချိန်မှာပဲနောက်ထပ်ဆိုင်ကစီးလာတဲ့လူငယ်တွေဟာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတားကိုတွေ့သွားတဲ့အတွက်ဆိုင်ကကိုမရက်ပေးပဲမောင်းသွားရမှာစစ်တပ်ကအဲ့ဒီလူငယ်တွေကိုအနောက်ကနေအင်စီကားတွေစစ်ကားတွေနဲ့လိုက်လံဖမ်းဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာလူငယ်တွေရဲ့ဆိုင်ကဟာ မဟာအောင်မြင်မြို့နယ်38လမ်းနဲ့လမ်း80အရောက်မှာအချိန်မထိနိုင်တော့ပဲလမ်းဘေးမှာရပ်ထားတဲ့ကားကိုဝင်တိုက်မိပြီးလူငယ်တအုပ်နေရာမှာတေသွားတဲ့အပြင်ဖြစ်စဉ်အတွင်းနောက်ထပ်၃ဦးလည်းဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမန္တလေးအခြေစိုက်မဏိဆလလူမှုကူညီရေးအသင်းနဲ့ပရဟိတခါရီလူမှုကူညီရေးအသင်းတို့ကကယ်ဆယ်ရေးလှုပ်ဆောင်ပေးခဲ့ပြီးဒဏ်ရာရတဲ့သူတွေနဲ့တိုက်ဆုံသွားတဲ့လူငယ်ကူပါမန္တလေးပြည်သူစိတ်ယုံကြည်ကိုပို့ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။ လက်ရှိအကြံဖက်စစ်တပ်ကနိုဝင်ဘာလလယ်ပိုင်းမှာဖွင့်မဲ့သူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်19အတွက်ဆိုပြီးသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မန္တလေးမြို့ပေါ်မှာတင်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေတောင်းလျှောက်လှုပ်လာနေတာဖြစ်တယ်လို့လည်းမန္တလေးမြို့နေပြည်သူတွေကပြောထားကြပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့ GNU ထိန်းချုပ်ထားတဲ့ကြုံတုံးမြို့နယ်အတွင်းမှာကြားဖြတ်ဝန်ထမ်းတွေလက်မခံဘူးနဲ့ညမထွက်ရအမိန့်ကိုပါ GNU ကထုတ်ပြန်လိုက်ပါတယ်ဒါကတော့လက်ရှိအကြံဖက်စစ်တပ်က သူတို့ကိုယ်တိုင်ပါဝင်လှုပ်ဆောင်နေတဲ့ကြက်ဖြန့်ငွေလိမ်လုပ်ငန်းတွေကိုဟန်ပြနှိမ်နှင်းပြတာတွေလုပ်နေတဲ့အတွက်ကြက်ဖြန့်လုပ်ငန်းတွေဘက်ကနေထွက်ပြေးလာတဲ့ကြက်ဖြန့်ဝန်ထမ်းတွေကို GNU ထိန်းချုပ်ထားတဲ့ကြုံတို့မြို့နယ်အတွင်းမှာလက်မခံမှုနဲ့ည၈နာရီကနေမနက်၆နာရီအတွင်းခရီးသွားလာမှုမပြုတ်လုံချဖို့ဆိုတဲ့ညမထွက်ရအမိန့်ကိုပါ GNU ကထုတ်ပြန်လိုက်ပါတယ်။လက်ရှိကြက်ဖြန့်ငွေလိမ်လုပ်ငန်းတွေကနေထွက်ပြေးလာတဲ့သူတွေဟာကြုံတို့မြို့နယ်အတွင်းကလမ်းကြောင်းတွေကိုပါအသုံးပြုပြီးတော့အဲဒီကနိုင်ငံသားဝန်ထမ်းတွေကိုရွှေ့ပြောင်းမှုတွေရှိနေတယ်ဆိုပါတယ်။ အဲ့ဒီအတွက်လက်ရှိကြုံတိုးမြို့နယ်တင်းမှာနိုင်ငံရေးအကျပ်တဲနဲ့နေမြေမတည်ငြိမ်မှုအခြေအနေတွေကိုအခွင့်ကောင်းယူပြီးကြားဖြန့်ငွေလိမ်လုပ်ငန်းတွေမလုပ်ကြဖို့နဲ့ပြည်သူတွေအနေနဲ့လည်းအဲ့ဒီကြားဖြန့်လုပ်တဲ့သူတွေကိုလက်မခံကြဖို့ကိုပါ KNU ကတားမြစ်ထားပြီးလက်တလောထုတ်ပြန်ထားတဲ့ကြုံတိုးမြို့နယ်အတွင်းညမထွက်ရအမိန့်ကိုလည်းလိုက်နာကြဖို့ကိုပါ KNU ရဲ့ထုတ်ပြန်ချက်ထဲမှာအတိပေးထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ မကွေးတိုင်းကံမမြို့ကအချက်ဖက်စစ်တပ်ရဲ့ရင်းနှသားရဲစခန်းဘက်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ရေးတင်းမာနေတဲ့အတွက်တရက်ကံမလမ်းပိုင်းကိုပြည်သူတွေလက်တလော့အသုံးမပြုဖို့တတိပေးလိုတယ်လို့တရက်ခိုင် PDF အမှတ်လေးတရင်တာဝန်ခံကိုမြက်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါတော့အခုနိုဝင်ဘာလပိုင်းကစပြီးကံမမြို့ရင်းနှသားရဲစခန်းဘက်မှာအချက်ဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့အချက်ဖက်စစ်တပ်ကလည်းစစ်အင်အားတွေထပ်မံဖြစ်တင်းမှုတွေလုပ်နေတယ်ဆိုပါတယ် ဒေါ်လိုင်းတက်တွေဘက်ကလည်းအဲ့ဒီတရက်ကံမှလမ်းပိုင်းကိုစီရေးအရစိုးမိုးနိုင်မှုစူးစမ်းနေတဲ့အတွက်လက်တော်အဲ့ဒီလမ်းပိုင်းတွင်နဲ့ရင်းသားရဲစခန်းဘက်တွေမှာနှစ်ဖက်စီရေးတွေကတင်းမာနေတဲ့အခြေအနေမှာရှိနေတယ်လို့ဆိုပါတယ်။အဲ့ဒီအတွက်ပြည်သူတွေအနေနဲ့တရက်ကံမှလမ်းပိုင်းကိုနိုဝင်ဘာလ6ရက်နေ့ကစပြီးလက်တော်အသုံးမပြုဖို့နဲ့ဂျမိုင်းကိစ္စကြောင့်မဖြစ်မနေအရေးတကြီးအသုံးပြုဖို့လိုအပ်လာရင်တော့သဆိုင်ရာဒေါ်လိုင်းတက်တွေကိုအတိပိတ်အကြောင်းကြားဖို့မေတ္တာရက်ခံထားပြီးဒေါ်လိုင်းတက်တွေဘက်ကစီရေးအရလမ်းပိုင်းကိုစိုးမိုးပြီးပြီဆိုတာနဲ့ သတင်းထုတ်ပြန်ပေးပါမယ်လို့လည်းတရက်ခရိုင် PDF အမှတ်လေးတရင်တာဝန်ခံကိုမြက်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အချက်ဖတ်စစ်တပ်ကတောင်တာနဲ့ဖြူးမြို့နယ်မှာရှိတဲ့ခြေရွာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူတို့ဦးသေးဆုံးထားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်မန္တလေးတိုင်းကတောင်တာမြို့နယ်မှာဆိုရင်နိုဝင်ဘာလ9ရက်နေ့ကပဲရွှေတံဘူခြေရွာကိုအချက်ဖတ်စစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်သွားမှုကြောင့် ရေရွာနေပြည်သူတို့ဥသေးဆုံးခဲ့ရတဲ့အပြင်နေအိမ်တွေလည်းပျက်စီးထားတယ်ဆိုပါလေအလားတူတစ်ဖက်ကပဲခူးတိုင်းဖြူးမြို့နယ်မှာလေနိုဝင်ဘာလ6ရက်နေ့ဖြစ်တဲ့မနေ့ကပဲမကြီးကုန်းတောင်ကျေးရွာကိုအချက်ဖတ်စစ်တပ်ကဘာတိုက်ပွဲမှမဖြစ်ပဲလေကျောင်းကနေဘုံကျဲတိုက်ခိုက်မှုအပြင်လက်နက်ကြီးနဲ့ပါပစ်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုအချက်ဖတ်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်မကြီးကုန်းတောင်ကျေးရွာနေပြည်သူအသက်55နှစ်အရွယ်ဥမောင်ငယ်ဆိုတဲ့သူတိတ်ဆုံးခဲ့ရတဲ့အပြင်နေအိမ်6လုံးနဲ့ပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ် လက်ရှိအကြံဖတ်စစ်တပ်ဟာနိုင်ငံတော်မှာသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လိုင်းရေးတပ်တွေထိန်းချုပ်ထားရနေမြေတွေကိုပြန်လည်ရရှိရေးအတွက်တံပြန်ထိုးစစ်တွေလုပ်နေရမှာအခုလိုတိုက်ပွဲနဲ့မဆိုင်တဲ့ရတပီသူတွေနေထိုင်ရနေရာတွေကိုပါပိတ်မထားပြီးရည်ရွယ်ချက်ရှိရှိလေးကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေမှုကြောင့်ရတပီသူတိုက်ဆုံမှုတွေလည်းဆက်လက်မြင့်တက်နေစေပဲဖြစ်ပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့ ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာတနက်ဒံယာနဲ့တိဆုံနေတဲ့အမျိုးသားနှစ်ဦးရဲ့ရုပ်လောင်းတွေကိုတွေ့ရှိခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ဒါကတော့နိုဝင်ဘာလ9ရက်နေ့ည10:00နာရီခွဲလောက်မှာပဲဖားကန့်မြို့နယ်မှာတနက်တန်းတွေကြားခဲ့ရပြီးတဲ့နောက်နိုဝင်ဘာလ6ရက်နေ့မနက်မှာတော့မရှိကထောင်ရက်ကွက်မှာတနက်ဒံယာနဲ့တိဆုံနေသူရုပ်လောင်းတစ်လောင်းနဲ့ယူမာချိမာမှာရုပ်လောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအမျိုးသားအလောင်းနှစ်လောင်းတွေ့ရှိတဲ့နေရာဟာအချက်ဖစစ်တက်ကတက်ဆွဲထားတဲ့နေရာတွေဖြစ်တယ်လို့လဲဒေသခံပြည်သူတွေကပြောပါတယ်။ လောလောဆယ်တော့အဲ့ဒီလိုတနတ်ဒဏ်ရာနဲ့တိတ်ဆုံးသွားတဲ့အမျိုးသားနှစ်ဦးလုံးဟာဘယ်သူဘဲဝါဖြစ်တဲ့ဆိုတာကိုမသိရသေးသလိုပတ်ရှင်မဲ့ရုပ်အလောင်းတွေဖြစ်တဲ့အတွက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကပဲတကြိုးပေးခဲ့တယ်လို့ဆိုပါတယ်လက်ရှိပတ်ကန်မြို့နယ်မှာပြီးခဲ့တဲ့မေလပိုင်းကစပြီးအချက်ဖက်စစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာပြီးနောက်မှာပဲစစ်တပ်ရဲ့ပြစ်ခတ်တပ်ဖြတ်မှုတွေကြောင့်ရသားပြည်သူတိတ်ဆုံးမှုတွေဟာရာဂနဲ့နီးပါးအထိရှိနေပြီးညာဘက်တွေဆိုပြစ်ခတ်တန်းတချို့လဲကြားရတယ်လို့ဒေသခံတွေကပြောထားသလို ဖာကန်မြို့နယ်မှာအခြေစိုက်ထားတဲ့စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့ကလည်းလက်ရှိဖာကန်မြို့နယ်အတွင်းည10နာရီကနေမနက်6နာရီအထိညမထွက်ရအမိန်ကိုပါထုတ်ထားသေးတယ်လို့ဒေသခံတွေကပြောထားကြပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ